ဝဲမင်္ဂလာပါရှင်။ယနေ့မှာမျှဝေပေးမယ့်အကြောင်းအရာလေးကတော့ငလျင်လှုပ်တော့မီကိုကြိုတင်သိစေနိုင်တဲ့ငလျင်ကျိုးနမိတ်များအကြောင်းတလေးစလေးများကပြောတဲ့ရာသီဥတုနမိတ်များအကြောင်းပြာဆွဲနမိတ်များအကြောင်းကောင်းမီဆိုးမီဖြစ်မီပြက်မီတို့ကိုကြိုတင်သိစေနိုင်တဲ့နမိတ်ထုများအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမအဦးဆုံးအနေနဲ့ငလျင်လှုပ်တော့မီကိုကြိုတင်သိစေနိုင်သောငလျင်ကျိုးနမိတ်များအကြောင်းကိုပြောပြပေးသွားပါမယ်။ တွင်ရောက်တဲ့ဝါများအစုလိုက်ပြုံလိုက်ဥတီရမယ့်ပြေလွှားနေကြသည်ကိုမြင်ရလျင်ငလျင်လှုပ်တော့မီနမိတ်ဖြစ်ပါသည်အိမ်ဝေးတိရစ္ဆာန်ဖြစ်သောခွေးများကြောင်များနေအိမ်နှင့်ဝေးရာစီတို့ထွက်ခွာပြေလွှားကြလျင်မကြခင်ကာလအတွင်းငလျင်လှုပ်တော့မီနမိတ်ဖြစ်ပါသည်နေအိမ်၌ရှိသောကြွက်များနေအိမ်မှထွက်သွားကြမည်မြေတွင်ထဲရှိကြွက်များတွင်းထဲမှထွက်ခွာရောက်ရိုက်ခတ်မြပြေလွှားနေကြသည်ကိုတွေ့ရလျင်မကြခင်ကာလအတွင်းငလျင်လှုပ်တော့မီနမိတ်ဖြစ်ပါသည် ရေနိုင်ပြောကြမြူတုကြဆားကြသောဇင်ယောငတ်တို့ကုန်းမော်တို့တက်လာခဲ့ကြလျင်မကြခင်ကာလအတွင်းငလင်းလှုပ်တော့မီနမိတ်ဖြစ်ပါသည်မြေပြင်မှာဘဲငန်းများခြုံပုတ်တစ်ပင်ပေါ်တို့တို့တက်နေပါက မကြခင်ကာလအတွင်းငလင်းလှုပ်တော့မီနမိတ်ဖြစ်ပါသည်ပူပရွက်ကောင်များအတိုက်ပြောင်းတီကိုတွေ့ရလျင်မကြခင်ကာလအတွင်းငလင်းလှုပ်တော့မီနမိတ်ဖြစ်ပါသည်အလှမွေးငါကန်အတွင်းရှိငါများကနာမငိမ့်မဲဟိုကူးတီကက်ဖြစ်နေပါကငလင်းလှုပ်တော့မီနမိတ်ဖြစ်ပါသည် ကြီးငယ်များဟောကနေလန့်ပြီးပြူကြပါကမကြခင်ကာလအတွင်းငလင်းလှုပ်တော့မီနမိတ်ဖြစ်ပါသည်ဖြစ်မြဲဖြစ်စဉ်တဲ့ကြော်လွန်ရေးဖြစ်သောနမိတ်ထုများအကြောင်းကိုဆက်လက်ဖော်ပြပေးပါမယ်ရှင်မွေနှင့်ဖာကြောင်နှင့်ကြွက်ကြားနှင့်ဝဲကြီးနှင့်ဇီးခွက်စတဲ့မတည့်တဲ့သရဝါများတင်းမြတ်နေသည်ကိုမြင်ရလျင်အစအစအရာရာအီချမ်းတော့မီနမိတ်ဖြစ်ပါသည်ကျမတော်မာကကြက်ရှင်ဒုက္ခရောက်မီနမိတ်ဖြစ်၏သူကျမအမတက်ပါနဲ့ပြေးလို့ရသူလွတ်ပေးလိုက်ပါ တော်ရင်တလေးဆန်များမြို့ရင်းသို့ဝင်လာပါကထိုမြို့၌အပြောင်းလဲတစ်ခုမဟုတ်တစ်ခုနှင့်ကြုံတွေ့ရမည်နမိတ်ဖြစ်ပါသည်မြို့ရွာများ၌ကိုကိုွယ်လေးရဲ့အစီကြကုန်သောအကိုကိုွယ်ကဖရာရုပ်ထုတော်မှာချွေးထက်ခြင်းမျက်တောင်ခတ်ခြင်းနှာတော်လှုပ်ခြင်းနှာခမ်းလှုပ်ခြင်းတို့ဖြစ်ပေါ်လာလျင်အဆိုပါမြို့ရွာများထူကဲဖြစ်စဉ်နှင့်ကြုံတွေ့ရတော်မည်နမိတ်ဖြစ်ပါသည်ခွေးနှုတ်အားကြောင့်ကဆုလျင်တော်၎င်းဝက်နှုတ်အားခွေးကဆုလျင်တော်၎င်းယောဂါကဆိုင်တော်မည်နမိတ်ဖြစ်ပါသည် စခဲဝါများတီးတီးပြီဆိုပါကအစိုးပါမြို့ရွာများကတ်သုံးမားပေးဆိုင်တော်မီနမိတ်ဖြစ်ပါတယ်။အင်ချန်ဝင်းအတွင်း၌ရှိသောတစ်ပင်ကြီးသည် အလိုလို၆တည်သွားပါကလေးမတိုက်ဖဲလဲပြိုကျသွားပါကအစိုးပါချက်ဝင်းပိုင်ရှင်ဘေးဒုက္ခကြုံရမီနမိတ်ဖြစ်ပါတယ်။တရိษံလူစသဖြင့်တက်ရှိတရဝါများ ကောင်းနှလုံးကိုနှစ်ခုခြေလေးပဲလက်လေးပဲစသဖြင့်တဘာဝလွန်ပြီးမွေးဖွားလာခဲ့ပါကဘေးအန္တရာယ်ကတ်သုံးမားဆိုက်ရောက်တော်မီနမိတ်ဖြစ်ပါတယ်။စင်မမုံယိုလျင်တော်၎င်း စင်မအဆွေကြီးကြီးရှိရှိပေါက်လျင်တော်၎င်းအဆိုပါစင်မရှိသည့်မြို့ရွာများဘေးသင့်မီနမိတ်ဖြစ်ပါသည်ပိုဟံဂျပိုတန်စသည်တို့ပေါ်များသောအိမ်ဆိုလျင်တောကအပူနှင့်ရင်ဆိုင်ကြုံတွေ့ရမည်နမိတ်ဖြစ်သည်အသည့်အနံနှင့်တီယိုသီးစင်တက်ဆံပြစွာတည်နေခဲ့ပါလျင်အဆိုပါမြို့နယ်အပူခြောက်ခြားမှုနှင့်ကြုံရမည်နမိတ်ဖြစ်သည်လူအယုအားခွေးစားနေလျင်တော်၎င်းစဘာကိုခွေးစားနေလျင်တော်၎င်းအစာရေစာရှားပါခြင်းဒုက္ခနှင့်ကြုံရမည်နမိတ်ဖြစ်သည် တိရစ္ဆာန်များဇတ်တူသားစားသည်ကိုတွေ့မြင်ရပါကအစာရေစာရှပ်ပါမီနမိတ်ဖြစ်သည်။မွေး၊ကြည်၊ကြွက်၊ပစင်စားသည်တို့ပုံမှန်ထက်လွန်စွာပေါ်များလာလျင်အစာရေစာရှပ်ပါမီနမိတ်ဖြစ်သည်။ဆက်လက်ပြီးတော်တွင်တိရစ္ဆာန်များအိမ်တွင်းအဝင်နမိတ်များအကြောင်းကိုပြောပြပေးပါမည်။ကြွက်များအတွဲလိုက်ဝင်လာသည်ကို တွေ့သောထီထိုးပေးပါထိုနမိတ်သည်ထီကျင်းသည်ပေါင်းမီနမိတ်ဖြစ်ပါသည်။အိမ်တွင်းသို့တစ်ပုံငက်တောကျက်ဝင်သောနာဖျားယောဂါဖြစ်တတ်သည်။ လင်းဒဝင်သောတေပြောက်တတ်သည့်စီးပွားပြတ်တတ်သည့်ဖို့ဝင်သောဘေးမျိုးတင်တဲ့ရေခမ်းတကဲ့သို့စီးပွားဥစ္စာကုန်ကန်းတတ်၏ယုံဝင်သောအန်ဒီရဲများ၏တမင်တရေခြေဆိုင်ဆက်စသောတောကောင်များဝင်သောမီးလောင်ပျက်စီးတတ်၏နွားကျွေးဝင်ရောက်မှုစီးပွားတို့တတ်၏လိတ်ဝင်တတ်မှုစပက်ကြီးစပက်အုံးမွေဝင်တတ်မှုပျက်စီးဥစ္စာချမ်းသာကြွယ်ဝတတ်၏ခွေသည်အိမ်ကောင်းတို့တတ်မှုပျက်စီးခြင်း၅ပါးတတ်၏ မိချောင်းတက်မှုတေပြောက်ပျက်စီးတဲ့ဤဆက်လက်ပြီးသရဝါလေးများကပြောသောရာသီဥတုနမိတ်များအကြောင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဖားသရဝါများကုံတွင်းကြက်စားလျင်ဖားဝော်တဲ့နေပါလျင်မိုးခေါင်တက်ပါတယ်။လဲပစုံလုံးမြေချောင်းကမတွင်တွင်းဖောက်နေလျင်မိုးခေါင်တက်ပါတယ်။မိုးရင်းအခါဖြစ်လျက်ပြွဲစိတ်များရေအိုးအောင်နေလျင်မိုးခေါင်တက်ပါတယ်။အမြင့်ဆောင်နေကြငှက်တိုက်များနှိမ့်နှိမ့်ဆောင်လျင်မိုးခေါင်၍လေပြင်းကြတတ်ပါတယ်။ ကုန်းတရဝရေတွင်ကျက်စားလျင်တော်၎င်းရေတရဝကုန်းတွင်ကျက်စားလျင်တော်၎င်းမိုးခေါင်တက်ပါသည်တကြံကြသည့်နေ့၌အိမ်ကျက်မှဥစွာတွင်လျင်မိုးဥကောင်းမီနမိတ်ဖြစ်၏တောကျက်မှဥစွာတွင်မူမိုးနှောင်းကောင်းမီနမိတ်ဖြစ်ပြီးအိမ်ကျက်ရောတောကျက်ပါပြိုင်တူတွင်ပါမူမိုးလေကောင်းမီနမိတ်ဖြစ်ပါ၏ကြည်တိုင်ငှက်တိုင်များနိမ့်နိမ့်ကလေးလှုပ်ထားပါလျင်မိုးကြီးမီနမိတ်ဖြစ်၏ပြီးလုံးငှက်များကျင်းနိုင်ဥလျင်မိုးကြီးမီနမိတ်ဖြစ်၏ လင်းဆွဲများပြတ်တန်းကြရာတွင်နေအစားအုံများနှင့်ဝင်တိုင်းမိပါက ရေကြီးမိုးကြီးတော်မီနမိတ်ဖြစ်၏ပြားများပြားအုံမှမခွာဘဲညှိမ့်တက်နေပါကမိုးကြီးတော်မီနမိတ်ဖြစ်၏အတံငယ်မြင်သောတောင်ကုန်းများထက်သူမွေများတွားတွားတက်ရောက်သည်ကိုမြင်တွေ့ကြရလျင်မိုးကြီးတော်မီနမိတ်ဖြစ်၏ညနေခင်း၌တက်တူဝန်သားများအဆက်မပြတ်ကြပါကမိုးကြီးတော်မီနမိတ်ဖြစ်၏တကြံကြနေမိုးတိမ်များရှိပါကမိုးဦးကောင်းမီနမိတ်ဖြစ်၏ တကြံအတက်နှင့်မိုးတိမ်များရှိပါကမိုးလေကောင်းပြီနမိတ်ဖြစ်၏တကြံအတက်နှင့်မိုးတိမ်များရှိပါကမိုးနှောင်းကောင်းပြီနမိတ်ဖြစ်၏တကြံကြပြီး55ရက်ကြာမှမိုးရွာလျင်ဖြောင်းစိတ်မျက်နှာတက်သည်ဟုခေါ်ဆိုပြီးထို့သို့ဖြောင်းစိတ်မျက်နှာတက်ပါကမိုးလေမိုးနှောင်းကောင်းပြီနမိတ်ဖြစ်၏ပြာသူလနိုင်မိုးရွာလျင်မိုးသရေပြတ်ဟုခေါ်၏ထို့မိုးရွာပါက လာမီးနှင့်မိုးခေါင်ပြီနမိတ်ဖြစ်၏တပေါင်းလာကြံတရံနေ၌လေးတိုက်ပါကမိုးဦးကောင်းပြီနမိတ်ဖြစ်၏ တပောင်းလာဇန်2ရက်နေနိုင်လေးတိုက်ပါကမိုးလေကောင်းပြီနမိတ်ဖြစ်၏တပောင်းလာဇန်3ရက်နေနိုင်လေးတိုက်ပါကမိုးနှောင်းကောင်းပြီနမိတ်ဖြစ်၏မိုးကာလာလျှက်မပြက်ဘဲထစ်ချုံ၍ရွာပါကမိုးပြက်တော့မီနမိတ်ဖြစ်၏မိုးအလေပိုင်းအနောက်ဖက်စီမှမိုးချိမ့်နေမီလျင်မကြခင်ကာလအတွင်းရည်ကြီးတော့မီနမိတ်ဖြစ်၏ဝါထက်လျင်မိုးဦးခေါင်းပြီးနောက်မိုးကောင်းကမကြခင်ရည်ကြီးတော့မီနမိတ်ဖြစ်၏မိုးဦးကြနိုင်တငါးသည်မြ900နဲ့လျင်မိုးကောင်းပြီးရည်ကြီးတော့မီနမိတ်ဖြစ်၏ မိုးရာသီ၌မပွေးများတစ်ပင်ပေါ်သို့၎င်းဝါယုံပေါ်သို့၎င်းတက်နေပါက မိုးလေကြီးတော်မီနမိတ်ဖြစ်၏မိုးရာသီ၌တီကောင်များလမ်းမပေါ်ထွက်ပါကမိုးကုံတော်မီနမိတ်ဖြစ်၏ညအချိန်တောချက်၃ချိန်တွင်တန်ကြရပါကမိုးကုံတော်မီနမိတ်ဖြစ်၏ထန်းပင်မှထန်းပူထွက်သောသည်နှင့်ကြုံရလျင်မိုးဥစောမီနမိတ်ဖြစ်၏တဲပင်၌အသီးများများသီးပြီးအပြည့်အစည်းနေပါကမိုးကောင်းမီနမိတ်ဖြစ်၏ ကြောင်ပြူမသည်ဈေးရှိပြီးတကားလားသုံးကောင်မွေးခဲ့လျင်မိုးဦးမိုးလေမိုးနောင်သုံးပါးစလုံးကောင်းပြီနမိတ်ဖြစ်၏ကြောင်ပြူမသည်နှစ်ကောင်တည်းမွေးပါကမိုးဦးမိုးလေကောင်းပြီ မိုးနောင်ညံ့ပြီနမိတ်ဖြစ်၏ကြောင်ပြူမသည် တကောင်တည်းမွေးပါကမိုးဦးသာကောင်းပြီမိုးလေနှင့်မိုးနောင်တို့ညံ့ပြီနမိတ်ဖြစ်၏လေပစုံလုံးများတွင်းဝကိုကျင့်ခဲ့သူပြုလုပ်ပါကဒီနှစ်လေးချမ်းပြီနမိတ်ဖြစ်၏ပစုံလုံးများတွင်းဝကိုတောင်းမိုးခဲ့သူလှုပ်ထားလျင်လေးအလာနေ၍ကောင်းပြီနမိတ်ဖြစ်၏ တွင်းဝကိုပိတ်ထားခဲ့ပါမူမိုးကုံပြီးဆိုသောနမိတ်ဖြစ်၏။မြင်းနေနေ၌တွင်းလှုပ်ထားပါကရင်းနေမီနမိတ်ဖြစ်၏။ရင်းနှင့်နီးစပ်သောနေရာ၌ဖောက်ထားပါက မိုးခေါင်မီနမိတ်ဖြစ်၏။လေပစုံလုံးများတွင်းကိုကုန်းမြင့်မြင့်၌လှုပ်ထားပါက ရေကြီးမီနမိတ်ဖြစ်၏။ပြားကောင်များ၎င်းတို့၏ပြားအုံကိုခန့်နှိမ့်နှိမ့်လှုပ်ထားပါက မိုးကြည့်၍လေးချမ်းမီနမိတ်ဖြစ်၏။ငါကလေးများ၏အမိဖြားနက်လာပါကမိုးဥအကြစောပြီးလေးချမ်းမီနမိတ်ဖြစ်၏။ အနက်တန်းကလေးများသည်အမိတစ်ချောင်းလုံးမစိမ့်မကျဲတညီတညွတ်တည်းရှိနေပါကမိုးဦးမိုးလယ်နှင့်မိုးနောင်သုံးပါးစလုံးကောင်းမီနမိတ်ဖြစ်၏အနက်တန်းနှင့်အဝါဒန်းရောနေပါက လေးချမ်းမီနမိတ်ဖြစ်၏ဖားများရေ၌မနေဘဲကုန်းမော်တွင်သာနေ၍အော်ဒန်းနေနေပါကမိုးခေါင်မီနမိတ်ဖြစ်၏ပုတ်တင်ညိုတကောင်လုံးစိမ့်နေပြီဆိုပါကမိုးရွာတော်မီနမိတ်ဖြစ်၏ပီလာကောင်များအပင်နှိမ့်နှိမ့်၌ဥပါက ရေနှဲမီနမိတ်ဖြစ်၏ ပီလားကောင်များအပင်မြင့်မြင့်ပေါ်တက်၍ဥပါက ရေများပြီးနမိတ်ဖြစ်၏။အရင်ဤကောင်များ အုံတဲဆောက်မှုနှိမ်ပါကရေအလားနည်း၍မြင့်ပါကရေအလားများပြီးရေကြီးမီနမိတ်ဖြစ်၏။ဝါဇောဝါကောင်တိုင်းအိမ်မော်တို့ပရွက်စိတ်များအုံဖွဲ့လာပါက ရေကြီးမီနမိတ်ဖြစ်၏။ပရွက်စိတ်များ၎င်းတို့၏အစားအစာများကိုယူဆောင်၍မြဲမြဲပြောင်းရွှေ့နေပါကရေမြဲမြဲတိုးတော်မီနမိတ်ဖြစ်၏။ နရောပြာသူတပူရဲလာများ၌ဖားပြုတ်များဩဘာကဩတိရက်မှာစာ၍ရက်120အတွင်မိုးဥကြတော့မီနမိဖြစ်၏မိုးခေါင်နေရာမှာဖို့လင်းငွေများအပြင်ထွက်လာပါကဖြုတ်များချင်းများအထများပါကမိုးရွာတော့မီနမိဖြစ်၏ကျွဲနွားမြင်းစသည်တို့လီလာယာဘက်ကိုကြောက်ခိုင်းနေပါကမကြခင်မိုးရွာတော့မီနမိဖြစ်၏တစ်ပင်များ၌ပင်းကူမြင်းမှအတွက်တန်းလာပါကမိုးကုံတော့မီနမိဖြစ်၏ မြော်များ၊နေခွင်းပြင်၌ရေပြင်မော်ကူးခတ်နေလျင်တော်၎င်း၊စဘာပြင်မော်တွက်ကတ်နေလျင်တော်၎င်း၊နေပြင်းမုန်တိုင်းကြမီနမိတ်ဖြစ်၏။နွားချီတို့ဘူဒီဘိုးကောင်လေးများဥယျံစတင်ကျင်းဖောက်နေပြီဆိုလျင်မိုးမှန်တော်မီနမိတ်ဖြစ်၏။နေရက်များ၏ဝမ်းပိုင်း၌ဥတွေရှိပါကမိုးကြံနေသေးကပြာသူလအထိမိုးရွာနိုင်သေးသည်ဟုဆိုတဲ့နမိတ်ဖြစ်ပါသည်။နောက်ဆုံးအနေနဲ့ပြာဆွဲနမိတ်များအကြောင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ပြသည့် AMO ခေါင်းထုတ်လှေကအမြင့်နယ်ရန်တို့၌ဆွဲခဲ့ပါလျင်မကောင်းသောနမိတ်ယူမှတ်ယူရပါမည်။အိယာအောင်တင်ပြဖြာအောင်ထမင်းအိုးတို့၌ပြဆွဲခဲ့ပါလျင် ကောင်းသောနမိတ်ဖြစ်ပါ၏။အိယင်ရှိ၌ပြဆွဲလျင်တည်ကြည်ပျက်စီးတတ်သောနမိတ်ဖြစ်၏။အိယင်နောက်တောင်၌ပြဆွဲလျင်တကိုးကိုးခံရမည်နမိတ်ဖြစ်၏။အိယင်ရှိတောင်၌ပြဆွဲလျင် မီးလောင်ခံရမည်နမိတ်ဖြစ်၏။အဝိပစိုးတို့၌ပြဆွဲလျင်ကြွေဝါမည်နမိတ်ဖြစ်၏။ ရေအိုးနိုင်ပြဆွဲပါမူတတိဖြစ်မိနမိတ်ဖြစ်ယခုဖော်ပြပါအကြောင်းအရာများသည်သူတည်သည့်ဆရာငယ်ရေးသားသောနမိတ်တထောင်အောက်ကျန်းကြီးမှထုတ်နှုတ်တင်ပြထားခြင်းဖြစ်ပါတယ်ရှင်